မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတနိုင်ငံလုံးလွတ်မြောက်ရေးဦးတည်နေသည့်အေအေအပေါ်နိုင်ငံရေးစီရေးအကဲခတ်များအမြင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာရခတ်တော်အေအေရဲ့ဆေးအာနာရှင်တော်လန်ရေးရခိုင်ကရခိုင်လူမျိုးလွတ်မြောက်အတွက်သာစဉ်းစားခဲ့တော်လဲလက်ရှိမှာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်တိုက်ခိုက်နေသည်ဟုမြင်လာရပါတယ်အဆိုပါစဉ်းစားချက်များမှာမြန်မာနိုင်ငံရေးတော်လန်ရေးလက်တွေ့လိုအပ်ချက်ရောက်ပြောင်းလဲလာခြင်းဖြစ်နိုင်ကြောင်းနိုင်ငံရေးစီရေးအကဲခတ်များကသုံးသပ် 有數就話你。So, ဘိုးချုပ်ထွန်းမြတ်နိုင်ကလည်းအရက်ကတက်တော်သည်ရခိုင်အမျိုးသားဤဝါရမှန်တော်လေယခုအချိန်တွင်မြန်မာနိုင်ငံရှိလူမျိုးပေါင်းစုံလူမျိုးရေးအတွက်မစင်းစား၍မရကြောင်းထုတ်ပြောလာပါတယ်။ကျွန်တော်တို့ကအရက်ကဒေတာအတွက်စင်းစားတာမှန်ပါတယ်။သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလူမျိုးရေးဆိုတာကိုမစင်းစားလို့မရဘူး။လူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့သူကပဲအကုန်လုံးယူမယ်ဆိုရင်လူမျိုးနည်းတဲ့အင်အားမရှိတဲ့သူဆိုရင်မရဘူးလား။ဒါဆိုရင်ဘလို့ဖြစ်မလဲဆိုတာစဉ်းစားရမယ်ဟုဘိုးချုပ်ထွန်းမြတ်နိုင်ကအေယာဝရီနဲ့အင်တာဗျူး ယူမှပြောကြားခဲ့ပါတယ်။ရင်းပြင်စစ်ကောင်စီကတရုတ်စီမံကိန်းများကိုအသက်သွင်းပြီးအကာအကွယ်ဖြင့်အသုံးချလာတဲ့အတွက်စစ်ကောင်စီနိုင်ဖဲကိုကိုလက်ကိုရောက်ရှိလာအောင်စူပေါင်းပြီးစစ်စားရန်လဲလိုအပ်ကြောင်းဘုချုပ်ထွန်းမြတ်နိုင်ကပြောပါရယ်ထို့သောအရခတက်တော်ဤတော်လိုင်းဤလမ်းစဉ်ပြောင်းလဲလာခြင်းမှာပြည်တော်စုဤလိုအပ်ချက်တွေအာနာရှင်ကိုတော်လိုင်းဤတက်အာလုံးပေါင်းတက်ရမည်ဖြစ်ပြီးရင်းတို့မဟုတ်ပါကအခြားတစ်ဖက်တွင်ရခိုင်များလူချင်းနေသည့် ကွန်ဖက်ဒရိတ်ဆိုဒီမှာလဲရနိုင်လိမ့်မည်မဟုတ်ကြောင်းသုံးသပ်မှုများလဲရှိနေပါတယ်။ ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် AND အထွေထွေတွင်ရမှုဦးမျိုးကျော်ကအခုပြည်ထောင်စုရဲ့လွယ်ချက်ချောင်းဖြစ်တဲ့ဒီဟာမှာရခိုင်တွေအနေနဲ့ဒီကြားရက်တည်နိုင်ဖို့ဆိုရတဲ့ဒီပြည်ထောင်စုထဲမှာကျွန်တော်တို့ဟာအတားတရောက်အနေနဲ့လူမျိုးတစ်မျိုးအနေနဲ့ပါဝင်ရမယ်ဆိုတဲ့အနေထားကိုဖြစ်ပါတယ်။ဒါဟာပြည်သူတွေရဲ့လွယ်ချက်လို့မြင်နေနောက်တစ်ခုကဒီပြည်ထောင်စုထဲမှာဆေးရနာရှင်စနစ်ဒီဆေးရနာရှင်အမြင့်တွယ်နေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့လည်းမူလရည်ရွယ်ချက်ဖြစ်တဲ့ Confederate ဆိုတာမျိုးဆိုတာကလည်းရနိုင်ဖို့ဆိုတာတဲ့အမြဲတမ်းရံပြူ ခံရနိုင်ဖို့ရှိတယ်ဟုပြောပါရယ်အလားတူလက်ရှိဒေါ်လာရေးကာလမှာစံပြူနိုင်လောက်သည့်လက်နက်ကင်အင်အားစုများကအနေငယ်သာရှိပြီးရင်းတဲ့ပြည်မကလူငယ်လက်နက်ကင်အစုဖွဲ့အများစုမှလည်းအာရခတက်တော်ထံချင်းကပ်မှုများရှိလာကြသည့်အတွက်ဒေါ်လာရေးအကောင်သောအခြေအနေတစ်ခုကိုဥတီလာနေသည်ဟုလည်းဦးမျိုးကျော်ကဆက်ပြောပါသည်။ အကြမ်းတစ်ပတ်မှလည်းရခိုင်ပြည်တစ်ခုသာလွတ်မြောက်ပြီးစံဒေတာများမလွတ်မြောက်လျင်စစ်ကောင်စီကရခိုင်ပြည်ကိုဖိပြီးတိုက်ခိုက်လာနိုင်သည့်အတွက်ရခိုင်ကိုကြည့်ပြီးတနိုင်ငံလုံးတွင်စစ်တပ်ခြေချ၍မရနိုင်လောက်အောင်ကိုနယ်မြေကနေတိုက်ထုတ်ကြရမည်ဟုလည်းစီရေးအကဲခဲသူတို့ကမှတ်ချက်ပေးကြပါရယ်ရခိုင်တမျိုးသားလုံးလွတ်မြောက်လူလူအနေအထားကိုလည်းရောက်နေပြီးလွတ်မြောက်ဖို့ကသုံးမြို့နယ်ပဲကျန်တော့တယ်ဒါပေမဲ့စစ်တပ်ကရခိုင်တစ်ခုတည်းပဲလွတ်မြောက်ပြီးစံတဲ့ဒေတာတွေမလွတ်မြောက်ဘဲကျန်ခဲ့မယ်ဆိုရင်ရခိုင်ကိုပဲသူတို့တိုက်ပါလိမ့်မယ်ဒီတော့ရခိုင်ကို ြည့်ပြီးဂျန်တဲ့နေရာတွေလည်းအလုံးချိတ်ဆက်ပြီးတော့တနိုင်ငံလုံးအနေထားနဲ့ကိုယ်နယ်မြေမှာစစ်တပ်ခြေချလို့မရအောင်တိုက်ထုတ်ယူဖို့လိုအပ်တယ်ဟုစီရီယံဘူကြီးစင်ယောကသုံးသပ်ပါတယ်အာရိခတ်တော်သည်လက်ရှိတွင်ချင်းပြည်နယ်ပလဝမြို့နယ်နှင့်ရခိုင်ပြည်ကမြို့နယ်14ခုထိတိမ့်ပိုက်ထိန်းချုပ်ထားပြီးဒေသရင်းတရားစီရင်ရေးအုပ်ချုပ်ရေးတို့ကိုအကောင့်ထည့်ဖို့လေပတ်နေပါသည်။လက်ရှိတွင်စစ်ကောင်စီသည်စစ်တွေကြောက်ဖြူနယ်မောင်မြို့နယ်၃ခုကိုထိန်းချုပ်ထားနိုင်ပြီးရွေးကောက်ပွဲပြင်းမြောက်ရေးအသေးအတန်ကြိုးပမ်းနေပါသည်။ ရင်တွင်အရခတတော်သည်မကွေးတိုင်းပဲခူးတိုင်းအေရရီတိုင်းတို့တွင်လည်းဒေသခံတော်လန်ရေးတက်များဖြင့်စစ်ကောင်စီကိုတိုက်ခိုက်နေပါတယ်အခြားတစ်ဖက်မှာလည်းရမ်းမြောက်ဒေသက TNL, MNDAA, ကချင် KIA, KYNI, KNDF, KYNKNU, ချင်း CB ပြည်မຫນွေဦးတော်လန်ရေးတက်ဖွဲ့များစွာနှင့်မဟာမိတ်ဆက်ဆံရေးတိစောက်ထားပြီးအချို့နေရာရှေ့တန်းစစ်မြေပြင်တွင်လည်းအေရတက်ဖွဲ့ဝင်များနိုင်ငံအနှံ့တိုက်ပွဲဝင်နေပါတယ်ရင်ကြောင့်အရခတတော်ပေါ်မြန်မာပြည်သူများကလည်းလေးစားအားရပြီးတိုင်းပြည် ီလုံးလွတ်မြောက်ရေးကိုဦးတီကတပ်ပေါင်းစုထိုးစစ်များအရှိန်ပြင်းပြင်းနဲ့ဆင်နွှဲရန်လိုအပ်သေးကြောင်းနိုင်ငံရေးစီရင်စောင့်ကြည့်သူများကသုံးသပ်နေကြပါသည်ဆလတ်တဆက်ပေးမဲ့တရင်ကတော့မြိုင်နဲ့စလင်းကြီးရင်းမပင်အဆက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေဒီ drone ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူ၂ဦးသေဆုံးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်နောပင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ကြောင်း မြိုင်တောင်မင်းမြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်စက်တင်ဘာလ24ရက်မနက်8:38မိနစ်ခန့်တွင်မြိုင်မြို့နယ်နောပင်ရွာတောဖုန်ကြီးကျောင်းကိုရောက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲခြေရွာတွင်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ထို့သောဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကျေးရွာနေပြည်သူအသက်40အရွယ်အသက်32နှစ်အရွယ်အမျိုးသားနှုတ်သေဆုံးခဲ့ကြောင်းသိရပါတယ်။မြိုင်မြို့နယ်နော်ပင်ရွာတောဖုံကြီးကျောင်းမှာရောက်နေတဲ့စစ်သားတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ပုံကျဲလိုနော်ပင်ရွာမှာနေထိုင်တဲ့အမျိုးသားနှုတ်သေဆုံးတဲ့ပြည်သူတွေကရွာလေးပြန်ဝင်ချိန်လိုက်ကြည့်တော့အလောင်းနှလောင်းတွေ့ခဲ့တာဟုမြိုင်ထောင်မင်းမြေပြင်တရင်မှန်ပြန်ချရေးဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ အလာတူစက်တင်ဘာလ23ရက်နေ့ကလည်းမြိုင်မြို့နယ်နှောပင်ရွာတောဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကစက်တက်လီဒီနစီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။ထို့ပြင်သခိုင်းတိုင်းစလင်းကြီးမြို့နယ်နဲ့ရင်းမပင်မြို့နယ်အဆက်တနေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစက်တက်လီဒီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကပြောပါသည်။ ယနေ့စက်တင်ဘာ28ရက်မွန်းလွဲ12နာရီ48မိနစ်ခန့်တွင်ဆလင်းကြီးမြို့နယ်နှင့်ရင်းမပင်မြို့နယ်အဆက်ရှိဂျိဝါများကိုနာမခါမတက်သောစက်တက်လီလီတကြီးကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်းမပင်နှင့်ဆလင်းကြီးဆက်ကိုစက်တက်လီလီနှင့်ပုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူတွေထိခိုက်ဒေဆုံးမှုကိုမသိရသေးဘူး။စစ်သားတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်ခိုက်သွားတာပါဟုဒေသပြည်သူတို့ကပြောဆိုကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တိုက်ပွဲကြာဆုံးရဲဘော်30သွေးကြွေအတွက်ဆက်တိုက်မိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲတွင်ကြာဆုံးခဲ့တဲ့ရဲဘော်30ဤသွေးကြွေအတွက်ဆေးအာဏာရှင်ကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကလေးခရိုင်စစ်ရေးတာဝန်ရှိသူတို့ကပြောပါရယ်ဗမော်မြို့တိုက်ပွဲပြင်းထန်ခြင်း၂၀24ခုစက်တင်ဘာလမှ2025ခုစက်တင်ဘာလအတွင်းစစ်ကောင်မရှင်တပ်နှင့်ဖြစ်ပွားသောတိုက်ပွဲများတွင်ရဲဘော်များကြာဆုံးသွားခြင်းဖြစ်ကြောင်းပြောဆိုခြင်းဖြစ်ပါရယ် ကြောက်ဆုံးရဲဘော်တွေအတွက်သွေးကြွေးပြက်မရမချင်းတရင်လုံးတယောက်မှမကြံ့ကျင်နေမပြန်မှုဆက်တိုက်မယ်ဆိုတဲ့အထိကျွန်တော်တို့ရဲဘော်တွေစိတ်သက်ပြင်းထန်နေပါတယ်ဟုခရိုင်စီရေးတာဝန်ရှိသူကပြောပါရယ်တိုက်ပွဲတွင်ကြောက်ဆုံးခဲ့တဲ့ခရိုင်တရင်ရဲဘော်များမှာအမတ်6တရင်မှတက်ခွဲမှုအပါဝင်16ဦးအမတ်9တရင်မှ9ဦးနဲ့အမတ်8မင်းကင်းပြည်သူကာကွယ်ရေးတပ်မှ4ဦးစုစုပေါင်း30ဦးကြောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ဗမော်မြို့အခြေဆိုင်အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကန်သိမ့်ပွဲမှာကလေးခရင်တရင်ရဲဘော်40ဦးတန်းရရပြီးကြာဆုံးခဲ့တဲ့ရဲဘော်များမှာစေကူးတရင်ကြာဆုံးသူများပါဝင်ကြောင်းသိရပါတယ် ကိုသားကနိုင်ငံနဲ့ပြည်သူတွေရဲ့စူးညောင်းခလုတ်ဖြစ်တဲ့အတ္တမဝါဒီတွေကိုတိုက်ခိုက်ရင်ကြာဆုံးသွားရတာမို့တားအတွက်ဂုဏ်ယူပါတယ်။ရဲဘော်တို့လည်းစစအရာရာဘေးကင်းပါစေ။ဒေါ်လာရေးကြီးအောင်မြန်ပါစေ။တားတို့ရဲ့အမေသားလေးကိုအိမ်ပြန်ရောက်အောင်ပြန်ခေါ်ပေးပါအောင်ဟဲလို့ငိုတန်တွေနဲ့ပြောတာပါဗျာဟုကြာဆုံးရဲဘော်များကိုမိသားစုထံအသိပေးရမှာပါဝင်ခဲ့တဲ့ကလေးခိုင်တရင်တာဝန်ရှိသူကပြောပါတယ်။ ကြဆုံခဲ့သည့်ရဲဘော်များအတွက်တရင်လိုက်တာဝန်ရှိသူများကမိသားစုထံတွားရောက်ကတရားဝင်အသိပေးပြီးထောက်ပံ့ခြင်းနဲ့လိုအပ်သည့်ကိစ္စများကူညီဆောင်ရွက်ကစိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများပြုလုပ်ခဲ့သည်ဟု၎င်းကဆိုပါသည်။စကားခ27တိုက်ပွဲတွင်တက်စကန်တွင်ရောက်ပြီးမှပြန်လည်ဆုတ်ခွာခဲ့ရသဖြင့်ကြဆုံရဲဘော်များ၏ရုပ်အလောင်းများကိုမိသားစုဝင်များထံပြန်လည်ပို့မပေးနိုင်တော့လေတနေ့သောအချိန်တွင်အတက်နိုင်ဆုံးပြန်လည်ရှာဖွေပြီးပြန်လည်အနံပေးမည်ဟုမိသားစုဝင်များကိုကြေညာထားကြောင်းခရင်တရင်တာဝန်ရှိသူကပြောပါ money ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်ပြီးမဟာမိတ်တပ်ဖွဲ့များနဲ့ဗမော်မျိုးနေရအများအပြားကိုထိန်းချုပ်ထားခဲ့တော့လေဇူလိုင်နဲ့ဩဂုတ်လတွင်စစ်ကောမရှင်တပ်ကစစ်တင်းမောအစီး20ကျော်နဲ့အင်အားဖြည့်တင်းပြီးပြန်လည်တိုက်ခိုက်နေရစက်တင်ဘာလတွင်နေရအချို့ကိုတော်လိုင်းရေးတပ်ဖွဲ့မှလက်လွတ်လိုက်ရကြောင်းစစ်ရေးတရင်ရင်းမြစ်ထံကသိရပါတယ်အခုဆက်လက်ဖြစ်ပွားနေတဲ့ဗမော်တိုက်ပွဲတွင်ကလေးခင်တရင်များနဲ့ဒုရခင်တိုက်ပွဲများတွင်ဒဏ်ရာရခဲ့တဲ့ရဲဘော်များစေကူတော်မှုခံယူပြောက်ကင်းကပြန်လည်တိုက်ပွဲဝင်လျက်ရှိကြောင်းသိရှိရပါ body